စင်ပြိသက်ပေါ်မင်္ဂလာပါမေလ12ရက်နေ့မှမေလ16ရက်နေ့အထိခုနှစ်သောတောင်းမြောက်အတွက်တပတ်အတွင်းလုပ်ငန်းဆောင်တာများနှင့်ကောင်းကျင်းဆိုခြင်းဆောင်ရွက်ရှောင်ရွက်များကိုဘားဆရာကြီးဒေါက်တာမင်းတိန်ခါ၏နေ့စဉ်အတိုင်းကျွန်ုပ်ဆရာသိန်းထိုက်ဆိုးမှတဲရော့ဖြင့်သေးစိတ်တွက်စစ်ပေးထားပါသည်တနင်္ဂနွေတောင်းမြောက်များဒီရက်တွင်မှအဖက်ဖက်ကအခြေအနေကောင်းတွေကြုံပါလိမ့်မယ်စီးပွားရေးလုပ်ငန်းတွေအထူးပဲတိုးချဲ့တဲ့အခါသားများဖြစ်ပါတယ်မိကောင်းဆရာကောင်းတွေလည်းတွေ့ပါလိမ့်မယ် ဆက်တူရှယ်ယာအလုပ်ဖြူရင်းပြပခီပညာရေးကိစ္စတွေအထူးပဲကောင်းပါတယ်ဆန်စီစေစာဆက်မှုစာအုပ်မြေအမွေဖုန်းကိစ္စများအောင်မြင်မှုရရှိမဲ့အချိန်ဖြစ်ပါတယ်အလှူတက်မင်္ဂလာပွဲများနဲ့လည်းကြုံကြရတတ်ပါတယ်ဘာသာရေးလှုပ်တလောက်ကံပွင့်လန်းနေမဲ့ရက်မျိုးတွေဖြစ်ပါတယ်ဆွေမျိုးသားချင်းများနဲ့တော့ပြဿနာကြီးကြီးမားမားတွေဖြစ်ရတတ်ပါတယ်လူရင်းတို့ရဲ့မကောင်းတဲ့အချို့လည်းကြားရတတ်ပါတယ်ထဲတီဖနက်ရွှေအောက်လက်ငယ်တော်တို့အတွက်တော့စိတ်ရှုပ်ခေါင်းဆာရတတ်ပါတယ် ခြေတူဤစားများဆုံးဖြတ်ခဲ့တဲ့အခြေအနေတွေကြုံလာရတပါတယ်။အင်တော်ရှင်တွေဆိုရင်အညံ့များနေပါဦးမယ်။ကျမ်းမာရေးနေနဲ့ကတော့ဒူနာရင်ဘက်ဂယူဆိုက်ဖို့လိုပါတယ်။ဒီတစ်ပတ်မှာကံကောင်းစေတဲ့ကဏ္ဍတွေကတော့6ကဏ္ဍ5ကဏ္ဍပဲဖြစ်ပါတယ်။ညနာရီပြပြောက်ပြီးကောင်းနာရီပူကောင်းလာစေဖို့အတွက်မြက်စွာဖျားမှာစပယ်ရှိကုန်းလူတန်းပြီးလူရစုတောင်းလိုက်ပါမိ쇠တို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်တော်ကောင်းစွာယုံကြည်ပါသည် တနင်္လာသားမျိုးများဒီရက်တွေအတွင်းမှာလုပ်ငန်းတက်တွေစတာနေရပြောင်းတာအခြေအနေပြောင်းတဲ့ကိစ္စတွေအကျိုးပေးအောင်မြင်နိုင်ပါတယ်ပြည်တွင်းပြည်ပခီးတွေလည်းအောင်မြင်မှုရရှိပါလိမ့်မယ်ထွက်နေတဲ့ငွေတွေပစ္စည်းတွေလည်းပြန်လည်ရရှိပါလိမ့်မယ်ကွဲကွာနေသူတွေလည်းပြန်လည်စုံစည်းရတတ်ပါတယ်အတီးနှံတစ်တန်တို့ရေထွက်ကုန်ရွှေအလှကုန်လျှက်စစ်ပစ္စည်းခီးသွားလုပ်ငန်းတွေလည်းအောင်မြင်နိုင်တဲ့အချိန်ဖြစ်ပါတယ်ငွေကားတော့တာဝန်ပြီးတာထွက်နေပါလိမ့်မယ် အိမ်တော်ရှင်များချစ်သူဤသားများဆုံးဖြတ်ရခဲ့တဲ့အခက်အခဲလေးတွေကြုံလာရတတ်ပါတယ်။ဘာမဆိုအထင်းတော်လေးတွေကြုံမိမဲ့အောင်မြင်တဲ့နေကိန်းဖြစ်ပါတယ်။ကျမ်းမာရေးအနေနဲ့ကတော့ဝမ်းပိုက်ဥကောင်းအစ်မြင့်ဂယုစိုက်ဖို့လိုပါတယ်။ဒီတစ်ပတ်မှာကန်ကောင်းစီတဲ့ကနန်းတွေကတော့၄ကနန်း၁ကနန်းပဲဖြစ်ပါတယ်။ညနာရီပြပြောက်ပြီးကောင်းနာရီပူကောင်းလာစေဖို့အတွက်မိဘဆရာသမားတို့ကိုတတိလှူဒန်းပေးလိုက်ပါမိတ်ဆွေတို့ဤခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်တော်ကောင်းစွာယုံကြည်ပါသည် အင်္ဂါသားမျိုးများဒီရက်တွေအတွင်းမှာငွေကန်တာကောင်းပါလေ။နာမည်ကုန်ရင်းတက်ဆရာတွေလည်းကြုံပါလိမ့်မယ်။နိုင်ငံညာကြီးလူမျိုးချားနဲ့ပတ်သက်တဲ့လုပ်တွေအချိုးပေးအောင်မြင်မဲ့အချိန်ဖြစ်ပါလေ။အထည်ထီးဖနက်ဓာတ်ပုံလျှက်စစ်ကားကြောက်ကွန်ပျူတာကင်မရာလုပ်ငန်းများတိုးချက်တဲ့အချိန်ဖြစ်ပါလေ။မိသားစုထဲမှာအလှပဲမင်္ဂလာပွဲတွေကြုံရတတ်ပါလေ။ဆက်တူစာချုပ်ကိစ္စတွေတော့မြေမြာဖြစ်နေတတ်ပါလေ။မြေကိစ္စအမွေကိစ္စဖုန်းကိစ္စတွေမှာတော့ခဏလေးဆိုင်းငံ့ထားတဲ့အချိန်ဖြစ်ပါလေ။ ။ဘာမဆိုနှမျိုးနှစ်ခါနှစ်ချိန်ကြုံတတ်တဲ့ဂိမ်းမျိုးဖြစ်ပါတယ်။အိမ်တော်ရှင်များစိတ်ဝမ်းကွဲရတတ်ပြီးချစ်သူဤစားများကြည်နူးဝမ်းမြောက်စွာနှမျိုးနှစ်ခုကြုံရတတ်ပါれ။ကျမ်းမာရေးအနေနဲ့ကတော့အာယုံကျော်ဝမ်းပိုက်စီမျက်စီယောဂများဂယူဆရာမဲ့ကာလဖြစ်ပါれ။ဒီတစ်ပတ်မှာကံကောင်းစေတဲ့ကနန်းတွေကတော့ခုနှစ်ကနန်း၊သုံးညကနန်းပဲဖြစ်ပါれ။ညံနာတွေပြပြောက်ပြီးကောင်းနာတွေပူကောင်းလာစေဖို့အတွက်မိတ်ဆွေများကိုနန်းကြီးတို့ဒါနာပြုလို့ရင်းလူရာစုတောင်းလိုက်ပါ။ မိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်ုပ်ကောင်းစွာယုံကြည်ပါသည်ဘုဒ္ဓဟူသားမြတ်များတည်းတည်းတွင်မှာတားပင်မဲမှလိမ့်မည်စိတ်မောလူမောတွေဖြစ်ရတတ်ပါれအလုပ်တွေပြီးပြီးကျမ်းမာရေးညံ့သွားတတ်ပါれစိတ်တိုင်းမကြစရာတွေများနေပါလိမ့်မည်တတ်နိုင်သမျှစိတ်ရှိရှိခေါင်းအေးနဲ့အလုပ်တွေကိုတတ်တောင့်တတာကလေးလှုပ်သွားတဲ့အချိန်ဖြစ်ပါれအလုပ်ထွက်ခြင်းပြောင်းခြင်းနဲ့ဆန္ဒခဏလေးစောင့်တင်ပါれနေရာကိစ္စအင်ကိစ္စများတို့လို့တန်းလန်းဖြစ်နေပါလိမ့်မည် မိကောင်းဆရာကောင်းတွေရဲ့အကူအညီကောင်းတွေတော့ပေါ်လာပါလိမ့်မယ်။နိုင်ငံသားနဲ့ပတ်သက်လို့အဆက်အသွယ်အခွင့်အရေးကောင်းတွေပေါ်လာတတ်ပါလိမ့်။မြေအမွေဖုံးအထယ်ထိဖက်နဲ့ဓာတ်ပုံလျှက်စစ်လုပ်ငန်းတွေမှာအထူးပဲအောင်မြင်ကြိုးပမ်းနိုင်တဲ့ချိန်ဖြစ်ပါလိမ့်။အိမ်တော်ရှင်များချစ်သူကြီးဆောင်များအတွက်တော့အဆင်မပြေမှုလေးတွေများနေပါလိမ့်မယ်။ကျန်းမာရေးအနေနဲ့ကတော့ခြေရောက်ခါအစာအိမ်ဂယုစိုက်ဖို့လိုပါလိမ့်။ဒီတစ်ပတ်မှာကံကောင်းစေတဲ့ကနန်းတွေကတော့၈ကနန်း၅ကနန်းပဲဖြစ်ပါတယ်။ညနာတွေပြပြောက်ပြီးကောင်းနာတွေပိုကောင်းလာစေဖို့အတွက် မိဘဆရာသမားတို့ကိုတရားခွေတရားစာအုပ်လှူဒန်းပြီးလူရစုတောင်းလိုက်ပါမိษွေတို့အခက်အခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်ုပ်ကောင်းစွာယုံကြည်ပါသည်ကြာသာပရိသတ်မင်းများတည့်တည့်တွင်မှကံညာလေးတွေများနေပါလိမ့်မယ်အဖက်ဖက်ကအနောက်ဆက်တွေရှိနေတတ်ပါလိမ့်ခီးသွားနေတာဟာအကောင်းဆုံးရေတရားဖြစ်ပါလိမ့်နေရာတစ်အိမ်တစ်နေရာတစ်ကိစ္စများလုပ်ငန်းတစ်ကိစ္စများအစီအစဉ်တွေကတော့အထူးပဲကောင်းနေပါတယ်ရဲဝေးပြပါကိစ္စတွေလည်းဦးစားပေးပြီးစီစဉ်တင်ပါတယ် ခွဲကွာနေသူတွေနဲ့ပြန်ဆုံတော့ရဲဝဲကအကူအညီကောင်းတွေရခြင်းများကြုံပါလိမ့်မယ်။ငွေကတော့တားဝင်သလိုတားလဲထွက်နေပါလိမ့်မယ်။မထင်မှတ်တဲ့ဘာသာရေးပညာရေးအခွင့်အလမ်းကောင်းတွေပေါ်လာတတ်ပါလိမ့်။အတီးနံရေထွက်ကုန်တစ်တန်တွတ်အလုံးများတိုးချက်တဲ့အချိန်ဖြစ်ပါလိမ့်။မီးလျှက်စစ်တခိုးသတိထားတဲ့ကာလလည်းဖြစ်ပါလိမ့်။ရှားရူးနေရာကိစ္စတွေမှာလည်းအနောက်ရှက်တွေကြားကအောင်မြင်သွားတတ်ပါလိမ့်။ဆက်တူအလုပ်တွေသတိထားဖို့လိုပါလိမ့်။ အရေးကြီးတဲ့စာရွက်စာတမ်းတွေလည်းဂရုစိုက်ဖို့လိုပါတယ်။အိမ်တော်ရှင်များချစ်သူဇာများရွေဝေးခွဲရခြင်းရှိနေပါတယ်။ကျမ်းမာရေးအနေနဲ့ကတော့ဥကောင်းသွားသွေးအစာအိမ်ဒုက္ခပီးတတ်ပါတယ်။ဒီတစ်ပတ်မှာကန်ကောင်းစီတဲ့ကဏန်းတွေကတော့၃ကဏန်း၄ကဏန်းပဲဖြစ်ပါတယ်။ညံနာတွေပြပြောက်ပြီးကောင်းနာတွေပူကောင်းလာစေဖို့အတွက်ဖျားမှာတပြေချောင်းညွတ်လှူဒန်းပြီးလိုရာစုတောင်းလိုက်ပါ။မိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်ုပ်ကောင်းစွာယုံကြည်ပါသည်။ တောက်ကြတောင်းမီများဒီရက်တွေအတွင်းမှာအစင်မပြေလွဲချော်တွေများနေပါမယ်။ဟိုဟာလောက်ရတော့မလို့လို့ဒီဟာလောက်ရတော့မလို့လို့နဲ့ချိန်ွေကုန်နေတတ်ပါတယ်။သူများပြဿနာတွေမှာလည်းကြားညက်တတ်ပါတယ်။ဘာမဆိုစိတ်ရှိတဲ့တဲ့အချိန်ဖြစ်ပါတယ်။လုပ်ငန်းတွေစတာတဖြည်းဖြည်းတိုးချဲ့တာစက်တူရှယ်ယာအလုပ်စာချုပ်လုပ်ငန်းတွေအလွန်ပဲကောင်းပါတယ်။စံစီစေစာစက်ကူစာအုပ်အင်္ဂါနံနဲ့စတဲ့လုပ်ငန်းတွေအလုပ်ဖြစ်ပါလိမ့်မယ်။မထင်မှတ်ဖဲအိမ်အလုပ်နေရာယာတို့ဆိုင်ကန်းအခွင့်အရေးကောင်းတွေကြုံရတတ်ပါတယ်။ နိုင်ငံရဲ့အချားနဲ့ပတ်သက်တဲ့ခွင့်ရေးကောင်းအဆက်အသွယ်ကောင်းတွေလည်းရလာတတ်ပါတယ်။မေရင်းဆရာရင်တို့ကြောင့်တော့ဆေးရှုပ်ရတတ်ပါတယ်။ငွေကန်ကတော့တော်ကလေးနေနေပါသေးတယ်။ငွေများများရှိနေရင်လည်းဆေးဘဝကဖြစ်သွားတတ်ပါတယ်။အင်းတော်ရှင်များစင်ပြမှုတွေပြည်လည်သွားပါလိမ့်မယ်။ချစ်သူကြီးသားများကတော့စိုးမြရခက်တဲ့အချက်တဲမျိုးကြုံလာရတတ်ပါတယ်။ကျမ်းမာရေးအနေနဲ့ကတော့ဝမ်းပိုက်ဥကောင်းအစာအိမ်ဒုက္ခပေးတတ်ပါတယ်ဒီတစ်ပတ်မှာကံကောင်းစီတဲ့ကလန်းတွေကတော့၄ကနန်း၉ကနန်းပဲဖြစ်ပါတယ် ညံနာရီပြပြောက်ပြီးကောင်းနာရီပူကောင်းလာစေဖို့အတွက်ကလေးများကို စာရေးကိရိယာလှူဒန်းပြီးလူရာစုတောင်းလိုက်ပါမိတ်ဆွေတို့အခက်အခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်ုပ်ကောင်းစွာယုံကြည်ပါသည်စနေသားမျိုးများတရက်တည်းအတွင်းမှာထွက်နေဆုံးရှုံးနေတဲ့ငွေရီပစ္စည်းတွေအခွင့်အရေးတွေပြန်ရတတ်ပါတယ်လုပ်ငန်းဟောင်းနေရာဟောင်းလုပ်ဖို့ကံပယ်ဟောင်းတွေနဲ့လည်းပြန်လည်ဆောင်စည်းရတတ်ပါတယ်ပြဿနာဟောင်းယောဂဟောင်းပြန်ပေါ်တတ်တာကိုလည်းသတိပြုဖို့လိုပါတယ်ငွေတအားရွှေမာလိမ့်မယ် ရဲနာပစ္စည်းတွေအလောက်ကုန်ပစ္စည်းတွေဝင်လာတတ်ပါတယ်။ကားကြောက်ကွန်ပျူတာကင်မရာရွှေအလောက်ကုန်လုပ်ငန်းတွေအချိုးပေးအောင်မြင်မဲ့ခြင်းဖြစ်ပါတယ်။သူတော်ဘာမနာလို့ဖြစ်လောက်အောင်စီးပွားတဲ့အောင်မြင်မဲ့ကိမျိုးလည်းဖြစ်ပါတယ်။ဒါကြောင့်လဲတမင်ရန်ဆောက်နောက်ဆက်တော်မျိုးတွေခံရတတ်ပါတယ်။လူရင်းလူယုံဒုက္ခပေးတတ်ပါတယ်။ဘယ်ကိစ္စမဆိုအနောက်ဆက်ကလေးတွေကြုံပြီးမှအောင်မြင်တတ်ပါတယ်။ခြေသူကြီးသားများအတွက်ကံကြမ္မာဟာအထူးပဲပွင့်လန်းနေပြီးအင်တော်ရှင်များအတွက်တော့မတင်မကျကိစ္စလေးတွေရှိနေပါလိမ့်မယ်။ ကျမ်းမာရေးအနေနဲ့ကတော့ယောဂဟောင်းတွေပြန်ပေါ်တက်တာကိုဂယူဆိုင်ဖို့လိုပါတယ်။ဒီတစ်ပတ်မှာကံကောင်းစေတဲ့ကဏ္ဍတွေကတော့နှစ်ကဏ္ဍတစ်ကဏ္ဍပဲဖြစ်ပါတယ်။ညံနာတွေပြပြောက်ပြီးကောင်းနာတွေပိုကောင်းလာစေဖို့အတွက်နွမ်းမသူတို့ကိုဆေးလူတန်းပြီးလိုရာစုတောင်းလိုက်ပါ။မိတ်ဆွေတို့ဤခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်ုပ်ကောင်းစွာယုံကြည်ပါသည်။ ခொနည်းတော်မျိုးပြိတက်ပေါင်းစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေရဲ့လို့ဗါဆရာကြီးဒေါက်တာမင်းသိန်ခိုင်တပင်းဖြစ်တော်ကျွန်တော်ဆရာသိန်းထိုက်ဆိုမှဆုတောင်းမြတ်တာပို့တာလိုက်ပါသည်